်မင်္ဂလာပါရှင်ရောင်းကက်တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်တပ်ကကေကေဘက်ကိုဝင်စီးပြီးကြောက်ပြန့်နေတဲ့အမည်တပ်ဖို့ဖာကောင်းကလောက်တဲ့ပြည်သူစာနေနေဇလန် KNU ဘောလုံးမှုဆောင်ပရိုဇော်တော်နေအောင်အကြမ်းဖက်စစ်တပ်ကကေကေဘက်ကိုဝင်စီးပြပြီးတော့ကြောက်ဖက်နေနေရဲ့အမည်တပ်မှုမှာဖာကောင်းကလောက်တဲ့ပြည်သူစာနေနေဇလန်တော်အဖြစ်ကြောင့်ကေမျိုးသားစရုပ် KNU ဘရိုဘောလုံးမှုဆောင်ပရိုဇော်တော်နေကပြောတယ်အကြမ်းဖက်စစ်တပ်ကဘီကျက်ကောင်းဆောင်ပုံမှုချိန်ဆချက်သူဦးစီးထိန်ချုပ်လောက်ကင်နေတဲ့ ။ KK ဘက်ကဝင်အောင်စီနင်းပြီးလူပေါင်း2000နေရာနီးပါးကိုဖမ်းဆီးရရှိကြောင်း။ KK ဘက်ကစီနင်းခဲ့ရမှာဆောက်လုပ်ပြီးဆောက်အောင်တစ်ထပ်တိုက်10လုံး၊နှစ်ထပ်တိုက်အလုံး100၊လေးထပ်တိုက်အလုံး20၊၅ထပ်တိုက်2လုံး၊တစ်ထပ်တိုက်ဈေးဆိုင်က20လုံး၊2ထပ်တိုက်ဈေးဆိုင်က30လုံး၊တစ်ထပ်တိုက်9015လုံး၊2ထပ်တိုက်9020လုံး၊လေးထပ်တိုက်9010လုံးဆောက်လုပ်စဉ်တစ်ထပ်တိုင်း Starlist လောက်အဆုံး30နဲ့ဆက်ဆက်ပြင်ဆင်တင်ဆက်ရမိခဲ့ပြီးအလုပ်သမားအမျိုးသား1045ဦး၊အမျိုးသမီး445ဦး နောင်ကျွေးမြို့သား68ရွှေနဲ့စုစုပေါင်း2168ရွှေကိုတွေ့ရှိခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်နေ။စစ်တပ်က KK ဘက်ကိုစီးနှင်းပြပြီးစားပြတ်နေတဲ့ယူဆိုနေခြင်းမှာတစ်ချိန်က ကွန်မြူနီကောင်စားတခင်ဆိုပြောဆိုခဲ့ပူတဲ့ဖာကောင်ကလောက်တဲ့ပြစ်ဒဏ်အနေနဲ့ဆိုရဲဇက်လန်ကိုတရားမိကြောင်း KNU ပရိုဆိုလိုနီကပြောပါရယ်ဂျပန်စတဲပြောရေးဆိုခွင့်ရှိသူဂျပန်ဆော်မင်းတွန်ကမြောက်ရီမျိုးနဲ့တောင်ပတ်မက်ထော်တလေးရှိဂိတ်ဂိတ်ပတ်မှာ KNU နဲ့မြေတွင်းရှိပြီးတော့ KNU မှအရာရှိချုပ်ကကမ္ပဏီထောင်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း KNU ကတနင်္ဂနွေလုံးကိုရောင်းစားတဲ့ဖွဲ့ဖြစ်ကြောင်းဝါဒပြန့်သတင်းမီဒီယာတွေကထုတ်ပြန်ပြောဆိုရယ် မြန်မာနိုင်ငံမှာကြောင်ပြတ်လုပ်ငန်းတွေကိုဒီကစောင့်ကြည့်လေ့လာနေတဲ့ Justice for Myanmar နဲ့ United State Institute of Peace တို့က KK ဘက်ကိုစစ်တပ်လောက်ခံပုံမူကြီးစောချစ်သူဦးဆောင်နေကင်းနဲ့ကြားဆောင်တပ်ဖွဲ့ BGF ကဦးစီးလုံဆောင်နေခြင်းဖြစ်ကြောင်းကတဲ့ထောက်ထားရင်အစီရင်ခံတရင်တွေထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။ဒေါ်ပြံအမေရိကပြောင်စုကစစ်တပ်လက်အောက်ခံ BJ ကောင်ဆောင်ဘုံမူကြီးဆော့ချစ်သူပါဝင်ကြားဖြတ်လုပ်ငန်းတွေကိုအကာအကွယ်ပေးလုံခြုံရေးယူနေတဲ့ BJ ကောင်ဆောင်တွေကိုစီးပွားရေးပိတ်ဆို့မှုရဲ့စက်တိုက်ချမှတ်ခဲ့ပါတယ်။ မြားရီမြန်နယ်တွင်ရှိကေကေဘတ်ကြားဖြန့်ငွေလိန်ချံဝင်းရဲ့မြင်းညာကိုတရုတ်ကြားဖြန့်ရာဆွေကိုင်းနေကမြန်မာစေယုစုကွက်ကဲမှုအောင်မရှင်ကင်းနေကြားဆောင်တပ်ဖွဲ့ထံမှငားရခဲ့ခြင်းဖြစ်ကြောင်း KK ဘတ်တိဆောက်ရေလုပ်ငန်းတွေကို2020ခုနှစ်မှာစတင်ခဲ့တော်လဲ2021အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမှသာအလုံးရင်းနဲ့တိဆောက်ခဲ့ခြင်းဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလကနေဒီဇင်ဘာလ10ရက်တွင်စောင့်အောင်တဲ့အလုံးပေါင်း20ကျော်ဆောင်လုပ်ပြီးစီးခဲ့ကြောင်းကိုကျွန်တော်တို့တပ်ပုံတွေမှာတစင်မြင်တွေ့နိုင်တယ်လို့ Justice for Myanmar ကတရင်ထုတ်ပြန်နေ အွန်လိုင်းဝယ်လိမ်ကိန်းသုံးဖို့ကြားဖြတ်လုပ်ငန်းတွေကမြန်မာစစ်တပ်ရာဇင်ဆင့်ပွားလုပ်ငန်းကုန်ရက်ကြီးရဲ့ဗဟိုချက်မှတင်ရှိနေခြင်းဖြစ်ပြီးတော့စစ်တပ်ကကင်းတဲ့ကြားဆောင်တပ်ဖွဲ့ကိုလက်သက်မွေးကဆိုးဝါးလုပ်ငန်းတွေကိုထိန်းချောင်းစေခြင်းဖြစ်တာကြောင့်မြန်မာစစ်တပ်နဲ့ပြည်သူစစ်တေထံစီးဆင်းတဲ့ပန်းနာငွေစစ်လက်နက်နဲ့လင်းစီအရင်းမြစ်အားလုံးဖျက်တောက်ပြီး၎င်းတို့ကျွလွန်တဲ့နိုင်ငံဖျက်ကျော်ရာဇဝဲလုပ်ငန်းတွေအတွက်ရာဇဝတ်ကြောင်းရအရေးယူတာဝန်ခံစေသည့်တောင်းလျင်အဆိုပါစိုက်ပါငွေလိမ်လုပ်ငန်းတွေကိုအမှန်တကယ်တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း Justice for Myanmar ကထုတ်ပြန်တယ်။ ်အမေရိကန်ခြေဆိုင် USIP ကကင်းပြည်နယ်မှာရှမ်းပြည်မြောက်ပိုင်းကနေကြားဖြန့်ခိုင်းတဲ့အရှိန်ဟုန်မြင့်ရောက်ရှိနေပြီးအမေရိကန်ကိုတော့ပြစ်မှတ်ထားလာကြောင်း BDF မှဗိုလ်မှူးကြီးစောချစ်သူဗိုလ်မှူးတင်ဝင်းနဲ့မုတ်တုံတို့ကိုကြားဖြန့်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေကြောင်းအမေရိကန်ဒေါ်လာ192တန်အမြတ်ဆုံးနှစ်စဉ်ရနေကြောင်းစီရင်ခံဖော်ပြရတယ်။မြောက်ရီမြို့နယ်မှာအွန်လိုင်းကြောဖြတ်နေတဲ့ခြေဆိုင်တဲ့ရွှေကုတ်ကွန်မြို့တည်စီမံကိန်းရထိုင်းမြို့တည်စီမံကိန်းတောင်မေဥယျာဉ်စီမံကိန်း ရန်လောင်ဘေးဘက်အပိုလိုဘက်ဂျင်ရှင်းဘက်ကေကေဘက်များတွေမျိုးတင်စားတဲ့စီမံကိန်းများစွာကို BGF ကဦးဆောင်ပြီးတရုတ်စီးပွားရေးသမားတွေပြည်ပတူးဆိုင်ဂိုင်းနေတဲ့အတူတွေ့ဖက်အကောင့်ထဲဖော်နေခြင်းလည်းဖြစ်ပါတယ်။ မြန်မာစစ်တမ်းနဲ့ပူးပေါင်းထားကင်ပီဂျက်အဖွဲ့ကကင်ပီနယ်တွေကနေမြောက်ပြည်မြို့ပအဝင်တဲ့မြေကျွတ်ကိုထိန်းချုပ်ထားကြောင်းဘီဂျက်ပအဝင်ပတ်သက်နေတဲ့တရားမဝင်ကာစီနိုလောင်းကစားရုံနဲ့အွန်လိုင်းလိမ်လည်မှုရာဇဝတ်ကွန်ရက်တွေကြောင့်ကမ္ဘာတစ်ဝှမ်းကလူပေါင်းများစွာလူကုန်ကူးခံရပြီး၎င်းတို့ကရာဇဝတ်မှုတွေကျူးလွန်ရန်အတင်းအကျပ်ခိုင်းစစ်ခံရခြင်းနှိပ်စက်ခံရခြင်းရှိနေအပြင်အမျက်ထုတ်ခံရလို့တမားနဲ့စိုက်ပါလိမ်လည်မှုစကန်တွေကိုလည်းပတ်နေကြောင်းသိရတယ်။ ဝမိုးကြီးစောချစ်သူဦးဆောင်တဲ့ BDF အတွက်အကြီးမားဆုံးမျက်ဝင်မှာတရုတ်ရာဆွေခိုင်းနေကြောထောင်းနောက်ခံပြုတ်ထိုင်အွန်လိုင်းကာစီနိုနဲ့အွန်လိုင်းကြောဖြန့်လုပ်ငန်းတွေမှာဖြစ်ကြောင်း BDF ထိန်းချုပ်ထိုင်အွန်လိုင်းရာဆွေခိုင်းနေကနစ်စင်အမေရိကန်ဒေါ်လာ3.8ဘီလီယံရရှိနေပြီး BDF အမေရိကန်ဒေါ်လာ1900ကျော်ရရှိနိုင်ကြောင်း UN Institute of International Peace ကသတင်းထုတ်ပြန်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတရုတ်ရဲ့နှိမ်နှင်းမှုတွေကြောင့် online ငွေလိမ်ကိုင်းတွေကကင်ပြည်နယ်ကိုရွှေ့ပြောင်းနေပြီးစစ်တပ်လက်အခံတွေကြားဆောင်တဲ့ BGF ကောင်းဆောင်မှုမှုကြီးဆော့ချစ်သူမုံတုံတင်ဝင်းဆိုင်လာကျော်ရောဂျာခေနိုကအဓိကပောင်းရပတ်သက်သူတွေဖြစ် American United States Institute of Peace ကအစီရင်ခံဖော်ပြတယ်ကရနေအတွင်ပြောင်းပြည်ကျအဓိကကောင်းဆောင်ပုဂ္ဂိုလ်တုံးဖြစ်တဲ့ဗိုလ်မှူးကြီးစောချစ်သူဗိုလ်မှူးမုတ်တုံနဲ့ဗိုလ်မှူးတင်ဝင်းတို့ကတရုတ်အွန်လိုင်းငွေလင်ကိုင်းတွေကိုလက်ခံရမှာအဓိကပါဝင်သူတွေဖြစ်ကြောင်း ။မုံမှုတင်ဝင်းကတရုတ်ရာဇဝတ်ကိုင်းနှင့်တွဲထိုင်းနိုင်ငံမှာလျှက်စင်မီနဲ့အင်တာနက်လိုင်းရရှိစေဆောင်ရွက်ပေးကြောင်းစွာချစ်သူနဲ့အတူမုံမှုတင်ဝင်းကတရုတ်ငွေလင်ကိုင်းနေမှာကျိုးမြတ်တွင်နဲ့ထောက်ပံ့မှုတွေကိုစူးစီးရရှိနေကြောင်းသိရတယ်။ကင်ပြင်းနယ်ရှိ online ငွေလင်ကိုင်းများစွာဆော့ချစ်တွင်နဲ့ကြားဆောင်တပ်ဖွဲ့ထင်းချုံနယ်မြေမှာလည်းပတ်နေပြီးခုတ်က PDF ကို KNU ဖြစ်နေမဲ့ပြောင်းထားကြောင်းတပ်ဖွဲ့ဝင်ရ8000ကျော်နဲ့အင်အားကောင်းတဲ့ BJF KNU ကို KNU ကစစ်တပ်ကပါတိုက်ရိုက်ပြည်ပခဖြစ်ပွားဆန္ဒမရှိကြောင်း USIP ကဆိုတဲ့ ဆလဘီစစ်တပ်ကကြောင်မဲမြို့နယ်မိုင်းငေါမြို့ကိုလင်းရင်နဲ့ပုံကျဲမှုပြည်သူနှုတ်တေဆုံမိနေတဲ့စင်းဆိုင်နေမိလောင်း ရန်ပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မိုင်းကမြို့ကိုစစ်တပ်ကယမနေ့ညပိုင်းလင်းနဲ့ပုံကျဲသဖြင့်ပြည်သူနှုတ်တွေဆောင်ကြောင်ဒေသပြည်တွေကပြောရင်အော်တိုဝါလ20နှစ်ည8:30မိနစ်ချိန်စစ်တပ်ကမိုင်းကမြို့လယ်ကောင်းကိုတိုက်လင်းနဲ့ပုံတွေကျဲချခဲ့ကြောင်းအဆိုပါလေကြောင်းတိုက်ခိုက်မှာမိုင်းကမြို့ဇေရရှိနေတဲ့ဈေးဆိုင်တွေပေါ်ကြောက်ပြီးပြည်သူနှုတ်တွေဆောင်ကနှုတ်တယ်ရရှိကြောင်းသိရတယ်။လင်းနဲ့ကျဲချတာပေါင်900ပုံတွေထင်ပါတယ်။မိုင်းကမြို့လယ်ကောင်းဇေရကနေတဲ့ဆိုင်ကန်းတွေပေါ်ပောက်ကွဲတဲ့ပြည်သူနှုတ်တွေဆောင်ပြီးနှုတ်တယ်ရရတဲ့ မိရဲလဲလောင်တော့ပြည်သူတွေထွက်နေကြတယ်မိကငြိမ်းသွားတယ်ပြည်စီထိခိုက်ဆုံးရှုံးမှုများလို့ဒေသပြည်သူတဲဦးကပြောတယ် ။အကြမ်းဖက်စစ်တပ်ကတရားနယ်လေးတိုင်းချုပ်ထားတဲ့မြို့တွေကိုရန်ကုန်အော်တိုဘာလတွေလေးကြောင်းတိုက်ခိုက်မှုဆက်စပ်ပါကြိတ်30နီးပါးလုံဆောင်ပြီးပြည်သူစုစုပေါင်း43ဦးသေဆုံးခဲ့ရပြီဖြစ်ပါတယ်။ဆက်လက်ပြီးရင်းမြွနဲ့အာယူတောင်ကျေးရွာမှာတက်ဆွဲထားတဲ့စစ်တပ်မှစစ်သားတို့တော်လိုင်းတပ်ဖွဲ့ရဲ့တရင်ကိုလည်းအထောက်လန်းစင်ရေးဘလုတ်ဘက်ကရှင်ဖမ်းပြီးမွန်ပြည်နယ်ရင်းမြွနဲ့အာယူတောင်ကျေးရွာမှာတက်ဆွဲထားတဲ့ဂျက်ဖက်စစ်တပ်မှစစ်သားတို့ကတော်လိုင်းတပ်ဖွဲ့ရဲ့တရင်ကိုလည်းအထောက်လန်းစင်ရှင်ဖမ်းပြီးခဲ့ကြောင်းရေးဘလုတ်တပ်ရင်းမှတာဝန်ရှိသူကပြောပါတယ်။အော်တိုဘာလ20ရက်နေ့မှာရေးမြွနဲ့အာယူတောင်ကျေးရွာရှိပြူစော်တီကောင်းဆောင်လင်းဝီအလောက်ခံရုံပိုင်းဆိုင်ရာတာဝန်ထမ်းဆော နဲ့စစ်သားတအုပ်ဖြစ်သူမျိုးစုံကိုရေဘလူတိုင်ကရှင်ဖန်စီရမိခဲ့တယ်။ဆိုပါကျန်းဖတ်စစ်သားမျိုးစုံကတော်လင်းတဖွဲ့ရဲ့တရင်ကိုလာရောက်ဆောင်ဆန်းထောက်လန်းခြင်းကြောင့်လက်နက်ယူဆောင်လာခြင်းမရှိကြောင်း၎င်းဆစ်ဆေးမင်းမြတ်မှုတွေဆက်လက်လှုပ်ဆောင်ပြီးရေယူဆောင်တော်မူဖြစ်ကြောင်းသိရပါတယ်။ဆလဘီနမောင်းနဲ့စာလင်းချင်းမျိုးနယ်ရှိကြရတွေကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲယနေ့ညပိုင်းမှာလင်းရင်စစ်တပ်လေးတည်းနဲ့ပုံကျဲတိုက်ခိုက်နေပြည်သူများအထွတ်ပြေးနေရ မကွေတိုင်းနမမြို့နယ်ရှိကျောက်တွေကိုဂျက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်း People Defense Organization နမတောင်ရှိသူကပြောတယ်။အော်တိုဝါလာ20ရင်းနေ့ညနေ9:30မိနစ်ခန့်မှာနမမြို့နယ်စံကုန်းကျောက်နေကိုဂျက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Jet Fighter တစ်စီးနဲ့ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း Jet Fighter စစ်တပ်ဘုံကျဲတိုက်ခိုက်မှုတွေပြည်သူထိခိုက်မှုမရှိကြောင်းသိရပါတယ်။အလားတူသကိုင်းတိုင်းဆောင်းလင်းချင်းမြို့နယ်ရှိကျောက်တွေကိုလည်း Jet Fighter စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူတွေနဲ့ မုံရရုတ် information MIR တာဝန်ရှိသူကပြောတယ်အော်တိုဘလ20ရက်နေ့မှာစာလင်းချင်းမြို့နယ်အလဲချမ်းနဲ့အရှိချမ်းရှိကြတဲ့ကိုနမခမတက်တဲ့စက်တက်လေးကြီးနဲ့စီက၄ချိန်ပုံစံတိုက်ခိုက်မှုပြုလုပ်သွားကြောင်းသိရပါတယ်စစ်ကွဲတဲ့တိုက်ဝဲဖြစ်ပွားခြင်းမရှိဘဲတိုက်ခိုက်ခဲ့တာပြည်သူထိခိုက်တဲ့ရာနဲ့နေပြက်စီအောင်ကျွန်တော်ဆက်လက်ဆောင်ဆန်းဆဲပါစက်တက်လေးတစ်စီကဖျားနီဘက်နဲ့ဒုတိယစက်တက်လေးကြီးကထပ်ဖို့ဘက်ကိုကျဲသွားတယ်လို့ကြားပါတယ်ထိခိုက်ချိုးရှိရလို့လည်းသိရတယ်တော်ပြင်းစောင်းချင်းမြို့နယ်တွင်အော်တိုဘတ်၁၈ရက်နေ့မနက်ပိုင်းကစတင်မြောင်းပင်ကြီးစကန်ကနေထွက်လာရင်၁၅၀ခန်းမှာဂျပန်စစ်တပ်စစ်ကြောင်းက ။စာလင်ချင်းမြို့နယ်မြောက်ဖက်ချမ်းရှိမြမဝန်ပေါင်းနီးကျေးရွာတွေကိုစစ်ကြောင်းထုတ်ရလာခြင်းကြောင့်ကျေးရွာနယ်၁၀ကျော်မှတောင်းနှက်ချီသောပြည်သူတွေပြည်လို့အထွက်ပြေးတင်ဆောင်နေရတယ်။ဒီမနေ့ကလည်းကျမစစ်တဲ့မော်မြို့နောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာဆက်တက်လေးနှစ်စီကစာလင်းချင်းမြို့နဲ့အရှင်ကျန်းရှင်ကျေးရွာတွေကိုလည်းဘုံဆက်လုံးကြကြတိုက်ခိုက်ပြီးသူတွေထိခိုက်မှုရှိကြောင်းသိရပါတယ်။နောက်ဆက်အပ်ပေးကြတဲ့အတွက်သူဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။